မြန်မာပြည်မတိုင်ခင်ခေတ်ဦးကာလမှာအာရှတိုက်အလဲပိုင်းဒေသကနေမြမောက်ခင်မြန်မာနိုင်ငံတည်ရှိရာဒေသကိုတရွေ့ရွေ့ဆင်းသက်လာကြတဲ့ပြူကမ်းရံတက်အဆရှိတဲ့လူမျိုးတွေဟာအေယာဝတီမြဝန်းဒေသကိုရှေ့ဦးစွာရောက်လာခဲ့ကြပါတယ်။မြကန်းတလျှောက်မှာအခြေစိုက်နေထိုင်ခဲ့ကြပါတယ်။အဲ့ဒီလူတွေကတချို့ကပင်လယ်ကမ်းခြေဒေသတွေကိုဆင်းသွားကြပါတယ်။အဲ့ဒီလိုအာရှတိုက်အလဲပိုင်းဒေသကနေ မြမောက်ကမြန်မာနိုင်ငံတည်ရှိရာဒေသကို စင်းသက်လာကြသူတွေဟာသူတို့မိသင်းနေထိုင်ရာဒေသအသီးသီးမှာ၁အိမ်တစု၁၅အိမ်တစုအိမ်၂၀တစုစသဖြင့်အိမ်စု၄တွေဖွဲ့ပြီးအနှံ့အပြား နေထိုင်ခဲ့ကြပါတယ်။အချိန်ကြာပြီးလူဦးရေတိုးလာတဲ့အခါအိမ်စုတွေကို စုပေါင်းပြီး ရွာဖြစ်လာကြပါတယ်။သူတို့ရွာတွေကို လုံခြုံစေရန်အတွက်ခြံစည်းရိုးကခြင်းရွာတကားအနီးတွင် ကင်းသဲဆောက်ရည်ကင်းဆောင်ခြင်းတွေကို ပြုလုပ်လာကြပါတယ်။အဲ့ဒီအချိန်မြန်မာနိုင်ငံမြောက်ပိုင်းအေရဝတီမြစ်အရှိတ်ကမ်းမှာတကောင်းပြည်ကြီးရှိနေသလိုရခိုင်ဘက်မှာလည်းမြောက်ရက်မှာ ဝေတာလီပြည်တည်ရှိပါတယ်။တောင်ဘက်ပင်လယ်ကမ်းခြေမှာယခုခေတ်တထုံမြို့တီယာအရက်မှာလည်းတထုံပြည်ကြီးတည်ရှိပါတယ်ခင်ဗျာ။ယခုခေတ်ပြည်မြို့ရဲ့အရှိတ်မော်စာရွာတီယာအရက်မှာတရေခေတ်တရားလို့အမည်ရှိတဲ့ပြည်ဆိုပြီးယနေ့ခေတ်မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ ြည်လေးပြီးထွန်ကားနေခြင်းဖြစ်ပါရယ်ခမောဒါပြင်ယခုခေတ်ဘကိုးမြို့တီယာအရက်မှာလဲဟန်တာဝရီဘကိုးမြို့ကြီးစီပင်ထွန်ကားနေခြင်းလဲဖြစ်ပါရယ်ခမောအဲ့ဒီပြည်ကြီးတွေဟာမိဒေတာနဲ့၎င်းတန်ဖဝါတိုင်းနဲ့၎င်းအဆက်အတွေ့ရှိလာကြပါရယ်